စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ရခိုင်ပြည်စစ်တွေနဲ့ကြောက်ဖြူမျိုးတွေကမြို့ပေါ်ရက်ွက်တွေနဲ့ကျွေးရော်အုပ်စု90တခုမှရေကောက်ပွဲမလုပ်နိုင်ဘူးလို့ဒီနေ့ဒီဇင်ဘာ6ရက်မှာစစ်ကောင်စီရဲ့ရေကောက်ပွဲကော်မရှင်ကမြမလင်းတည်င်းစာကနေညင်ညာလိုက်ပါရယ်ရေကောက်ပွဲကျင်းပဖို့အခြေအနေမရှိတဲ့အတွက်မကျင်းပနိုင်တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်ကြောက်ဖြူမျိုးတွေကမြို့ပေါ်ရက်ွက်တွေပါဝင်ကျွေးရော်အုပ်စု53ခုနဲ့စစ်တွေမျိုးတွေကကျွေးရော်အုပ်စု18ခုကို ရစ်တော့ပွဲမကျင်းပနိုင်တဲ့အထက်ထစ်သွင်းထားတာပါအဲ့ဒီထဲမှာကြောက်ဖြူမြို့နေကတေးတန်းကျွော်အုပ်စုတေးရှောင်းကျွော်အုပ်စုမင်းပြင်းကျွော်အုပ်စုလက်ခမော်ကျွော်အုပ်စုတွေပါဝင်မြို့ပေါ်ရက်ွက်တွေနဲ့ကျွော်အုပ်စုပေါင်း53ခုစွတ်တွေမြို့နေကတင်းပုံးတန်းကျွော်အုပ်စုရှောင်းနေကျွော်အုပ်စုကင်းကော်ကျန်းကျွော်အုပ်စုတွေပါဝင်ကျွော်အုပ်စုပေါင်း78ခုပါဝင်ပါတယ်ဒါပြင် စစ်ကောင်စီထုတ်ပြန်ချက်မှာရခိုင်ပြည်နယ်ပါဝင် ကရှင်ကရာကရင်ရှင်ရှမ်းမွဲနဲ့စကိုင်းပေးကူးမကွေးမန္တလေး EOD တနင်္သာရီစတဲ့တိုင်းနယ်ပြည်နယ်၃ခုကရေကောက်ပွဲမကျင်းပနိုင်တဲ့နေမြေစည်ရဲတွေလည်းပါဝင်ပါတယ်။စစ်တွေကြောက်ပြူကိုစစ်ကောင်စီကထိန်းချုပ်ထားတဲ့ဆိုပေမဲ့ရေကောက်ပွဲမလုပ်နိုင်တာကတော့စစ်ကောင်စီကအဲ့ဒီဒေသတခုလုံးကိုမစိုးမိုးနိုင်တာကိုပြသနေတာဖြစ်တယ်လို့ရခိုင်ရေကောက်ပွဲစောင့်ကြည့်သူတူကသုံးသပ်ထားပါတယ်။စစ်ကောင်စီကရေကောက်ပွဲအပိုင်းတစ်ကို ညနေ၁ရက်နှမျိုးနေနဲ့ဒီဇင်ဘာ၂၈ရက်မှာကျင်းပမှာဖြစ်ပြီးတော့အပိုင်းနှစ်ကိုတော့ညနေ၁ရက်နဲ့၂၀၂၆ခုနှစ်ဇန်နဝါရီလ၁၇ရက်မှာ အပိုင်းလိုက်ကျင်းပတော့မှာလည်းဖြစ်ပါရဲ့ဒါပေမဲ့နိုင်ငံတော်ဝန်လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတဲ့စစ်ကောင်စီအနေနဲ့နိုင်ငံရေးတည်ငြိမ်မှုတွေရှိလာအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့စီးရဲနိုင်ငံရဲ့ကိခတ်သူတွေကချုံမြင်နေကြပါရဲ့လက်ရှိရခိုင်ကရေကောက်ခံပါတီတွေဟာစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်၃ခုကပြည်သူတွေနဲ့ပြည်မရောက်ရခိုင်ပြည်သူတွေကို မင်းစစ်စည်းရုံးရေးတွေစတိုင်လှုပ်ဆောင်နေပါတယ်။ရီကောက်ပွဲနီးလာရတဲ့မြစကောင်စီအားအာရခတတော်ထင်းရှုံမြို့နယ်တွေကိုရီကောက်ပွဲနီးမြစ်ချစ်တွင်ဖို့အသေးအတင်ထိုးပေါက်ပြီးတော့စည်ရေးတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။လက်ရှိစစ်တွေနဲ့ကြောက်ပြူမှာစကောင်စီနဲ့အာရခတတော်တို့တိုက်ပွဲတွေဖြစ်နေပြီးတော့စကောင်စီကလေကြောင်းလက်နက်ကြီးဒရုန်းအပါအဝင်ရေကြောင်းနဲ့အရက်သားနေရက်တွေကိုပိတ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။